အားလုံးပဲမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်တက်တဲ့အောင်းလည်းမင်္ဂလာပါဒီနွေရာသီကတော့ကျွန်တော်တို့နီးပြားတွေအများကြီးအပြောင်းလဲလုပ်တဲ့ရာသီလို့ပဲပြောရမှာပဲဖြစ်တယ်ကျွန်တော်တို့ Real Madrid ရဲ့နီးပြားကနေစပြီးတော့ Brazil နီးပြားဇက်တိုက်ကိုနီးပြားအပြောင်းလဲတယ်ပေါ့လေကျွန်တော် Premier League မှာတော့နီးပြားအပြောင်းလဲလုပ်တာကျွန်တော်လေးရှားပဲမဲ့တခြားတခြားသောဥရောပ ထိတ်တန်လီတွေနောက်အီတလီစီးတီးကနီးပြအပြောင်းလဲတွေအများကြီးထွက်ခဲ့တယ်ဆိုတော့ပြောင်းရွှေ့ဈေးကွက်မှာကလကမန်နေဂျမန့်တစ်ခုလုံးကိုပြောင်းလဲတဲ့အချိန်မှာနီးပြအပြောင်းလဲတွေကအရေးပါတဲ့ချက်ဆိုတော့ရယ်မက်ဒရစ်ကပထမဆုံးအနေနဲ့ဘိုင်လီဗကူဆင်းရဲ့နီးပြရှာဗီအလွန်ဆိုကိုခန့်နဲ့၃နှစ်စာချုပ်ပေါ့လေအလွန်ဆိုကတကယ်ကိုအရေးသွေးရှိတဲ့ quality နီးပြဖြစ်တယ်ဒါပေမဲ့ကနဝင်းနီးပြကြီးကာလိုအန်ချလိုတီနေရာမှာအစားထိုးရတာဖြစ်တဲ့အတွက်သူလည်းအန်တာပရက်ရှာတွေကြားကရောက်လာတယ် သုံးနှစ်စာချုပ်မှာမက်ထရစ်ကသူ့ကိုအလွတ်ပြောင်းရွှေ့ချေမှုပဲလီဗာပူးစင်ကိုယူရို12တန်းကနေ15တန်းထိပေးရတယ်။ဂျာဗီအလွန်ဆိုကရယ်မက်ထရစ်အသင်းရဲ့နီးပြဖြစ်ဖြစ်လာသလိုထရန့်အလက်ဆန်ဒါအာနိုတို့နောက်တစ်ဖက်ကဒွန်းဟိုဆန်အပါဝင်တစ်ချိန်ထဲမှာပဲကစားမတော်တော်များများပေါ့လေအေဗာရိုဖနန်ဒက်စ်ကဆာရက်စ်နဲ့တော်တော်များများကိုသူတို့ဖြည့်ပေးတယ်။မက်ထရစ်ကနီးပြအပြောင်းလဲလုပ်ပြီးတဲ့အချိန်မှာ Carlo Ancelotti က Brazil ရွေးစဉ်အသင်းကိုသွားပြီး Ancelotti ဟာ Real Madrid တမိုင်းမှာ15ချိန်မြောက်ဖလားတွေအများကြီးရပြီးတော့ Champions League ဖလား3ချိန်ရထားတယ်။သူကတော့ Madrid အသင်းကိုနောက်ဆုံးနှုတ်ဆက်တယ်လို့မပြောဘဲနဲ့ ခဏတာနှုတ်ဆက်ခဲ့တာဖြစ်ပြီးပြန်လာခဲ့မယ်လို့ဆိုတဲ့ဘရာဇီးလ်တင်းကို2026ကမ္ဘာဖလားပြိုင်ပွဲကင်တွယ်မှုအဓိကတာဝန်ယူတာဖြစ်ပြီးတော့ကာလိုအန်ချီလိုတီကဥရောပဘောလုံးလောကကိုစွန့်ခွာပြီးလယ်ဝေးစင်အသင်းဖြစ်တဲ့ကမ္ဘာမှာအောင်မြင်ဆုံးဘရာဇီးလ်တင်းကိုကမ္ဘာဖလားကင်တွယ်မှုတွားရောက်သဘောတူခဲ့တာဖြစ်တယ်။တစ်ဖက်မှာတော့အရစ်တန်ဟာကလီဗာကူစင်အသင်းရဲ့နီးပြဖြစ်လာတယ်။ဂျာဗီလွန်ဆိုထွက်သွားတဲ့အတွက်ကြောင့်အဲ့ဒါ၃ပွင့်ဆိုင်ပေါ့လေ။အလွန်ဆိုကရီရဲ့ ရီယဲကနီးပြကဘရာဇီးပြီးတော့မှ အလွန်ဆိုနေရလီဗာပူးစင်နေရမှာအဲရစ်တန်ဟာဝင်တယ်တန်ဟာကမန်ယူနိုက်တက်ကထွက်ခွာပြီးကြတဲ့ကနေတခြားအသင်းနီးပြမကိုင်းဘူး IS ကနီးပြဖြစ်ဖို့နည်းနည်းရီပန်းစားခဲ့ပြီးတော့မှအကြောင်းကြောင်းတော့မဖြစ်လို့အဲရစ်တန်ဟာကလည်း၃နှစ်စာချုပ်နဲ့ဘိုင်ယန်လီဗာပူးစင်အသင်းရဲ့နီးပြဖြစ်တယ်သူကတော့သူနီးပြဖြစ်ပေမဲ့အဓိကကစားမတွေအများစုထွက်သွားတာကိုကောင်းကောင်းရီကာဘာလုပ်ရမယ်ဒီဒီဘက်မှာအန်တိုနီယိုကွန်တီထွက်သွားနိုင်တယ်ဆိုတဲ့သတင်းတွေတက်ခဲ့တယ်ဒါပေမဲ့နာပိုလီသင်းပိုင်ရှင်ဖြစ်သူကအန်တိုနီယိုကွန်တီကို ဆက်ထိန်ဖို့ကြိုးပမ်းရင်သဘောတူညီမှုရတယ်အစောပိုင်းတုန်းကကွန်တီထွက် Max Allegri ဝင်မယ်ဆိုတဲ့သတင်းတွေနဲ့အတူရေပန်းစားပေမဲ့နောက်ဆုံးမှာတော့ Antonio Conte အီတလီအသင်းဖြစ်တဲ့ Napoli မှာဆက်နေမယ်ဒါပေမဲ့ Napoli ကိုနွေရာသီ budget အနေနဲ့တန်းနေရာထိပိုင်ရှိဖြစ်သူက Conte ကိုတုံးခွင့်ပေးမယ်လို့ဆိုထားတယ်ဘူလိုလော့ဆယ်အနေထားရတော့ Kevin De Bruyne ကို၃နှစ်စာချုပ်နဲ့သူတို့ခေါ်ဖို့သဘောတူညီမှုရပြီးတော့မှ PSG ကလီကောင်မင်တို့တစ်ချိန်တည်းမှာပဲ Alejandro Garnacho နောက်တစ်ခုက Jonathan David တို့လူကစားမတွေကို Conte ကိုခေါ်ယူခွင့်ပေးထားတယ် ီနေရာမှာ Champions League ဘောလူပွဲမကန်ခင်တည့်ရမှာ Saudi Club Al-Hala အတင်းကသူတို့အသင်းရဲ့နီးပြအဖြစ်နှုတ်အားဖြင့်သဘောတူတဲ့ဆိုပြီးတော့ Inter Milan နီးပြ Simone Inzaghi ကိုပြောတယ်ကျွန်တော်တော့အဲ့ဒါကြီးကအရင်ကြီးတော့လည်းမယုံဘူးဒါပေမဲ့ Champions League Final မတိုင်ခင်မှာပြောတဲ့စကား Champions League ဘိုးဆွဲသွားရင်ကောင်းတဲ့လမ်းခွဲမှုဖြစ်လို့ maybe တမျိုးမျိုးဖြစ်နိုင်တယ်ဒါပေမဲ့ Al-Hala က Simone Inzaghi ကိုတတိကိုတန်း40နဲ့တန်း120 package နဲ့ကမ်းလှမ်းနေဆိုတဲ့သတင်းတွေရှိလို့ Bruno Fernandes တို့ Oshin မံအပအဝင်ထေယူဟနန်ဒက်စ်နဲ့ထိတ်တန်းကစားမတွေကိုခေါ်ပေးမယ်ဆိုတဲ့အာမခန်ချန်နဲ့စီမျိုးနဲ့အင်ဇာဂီကိုခေါ်ယူဖို့လုပ်တယ်ဒါပေမဲ့အခုလောလောဆယ်စောင့်ကြည့်ရမယ်မန်ချက်စတာစီးတီးရဲ့နီးပြဖတ်ကွာဒီယိုလာကလက်ထောက်နီးပြဒီတယောက်ပြီးတယောက်ဆုံးရှုံးတယ်အခုသူ့ရဲ့လက်ထောက်နီးပြတယောက်ကလည်းအခု Sporting Braga ကိုနီးပြဖြစ်ပြောင်းလို့မန်စီးတီးကထွက်သွားတဲ့အချိန်မှာအရင်တုန်းက ဖက်ကွာဒီယိုလာနဲ့ပြိုင်ပွဲဖြစ်တဲ့ယာဂင်ကလိုရဲ့လက်ထောက်နီးပြဖြစ်တဲ့ဖက်လင်ဒါကဖက်ကွာဒီယိုလာအသင်းရဲ့မာစီတီတင်းမှာနီးပြအပွဲဝင်ဖြစ်လက်ထောက်နီးပြဖြစ်လာတယ်။ဆိုတော့အခုလောလောဆယ်မှာဖက်လင်ဒါကဩစတြေးလျကလပ်ဖြစ်တဲ့ RB Salzburg ကိုပြီးခဲ့တဲ့ရာသီတုန်းကသွားကြိုင်တော်တော်ကိုဆူဆူဝါဖြစ်လို့ယာဒုကထုတ်ပယ်ခံရရင်းနဲ့အခု ဖတ်လင်တာကဂွာဒီယိုလာရဲ့နီးပြအဖွဲ့ဝင်တွေကိုရောက်ရှိပါပြီရိုမာကလည်းဒီယာဒီမာ တောက်လျှောက်ရုံးကန်နေရတဲ့အသင်းကိုဥရောပဝင်ခွင့်ရအောင်ဆွမ်းဆောင်ပေးတဲ့ကလီယိုရန်နီနီနဲ့လမ်းခွဲပြီးသူကယာဒီကုန်ထိပဲကင်တာဖြစ်တဲ့အမေရိကန်နီးပြမဟုတ်ပဲကာလာတိုစာချုပ်နဲ့ကင်တာပြီးခဲ့နှစ်ကခက်ကလီယာဒီကိုကင်ပြီးတော့အပီးတိုင်နားသွားခဲ့ပြီးမှ ရိုမာရဲ့တောင်းဆိုမှုကြောင့်ရန်နီယာနီတယောက်ပြန်လာခဲ့တာဖြစ်ပြီးတော့အခုရိုမာကသူတို့နီးပြတိုက်ခတ်နေအဲ့ဒါကတော့အတ္လန်တာရဲ့နီးပြ GN Gasparuni ပဲဖြစ်တယ်ဒီတယောက်ကအတ္လန်တာနဲ့အဆင်မပြေဖြစ်လို့ကလပ်ကထွက်ဖို့ဆုံးဖြတ်တယ်နောက်ဆုံးမှာရိုမာကသူ့ကိုခေါ်ဖို့သဘောတူညီမှုရပြီး ၃နှစ်စာချုပ်ပါ2028ခုနှစ်ထိရိုမာအသင်းကခေါ်ယူဖို့သဘောတူညီမှုရပြီးတော့အတုံးစိတ်နဲ့သူစိတ်ချိုက်ကစားမဖြစ်တဲ့ကိုပေးထားတယ်။တစ်ဖက်မှာလာစီယိုအသင်းရဲ့နီးပြဟောင်းမော်ရီစီယိုဆာရီကတကြော့ပြန်လာစီယိုကိုပြန်လာတော့မှာပါ။2029ခုနှစ်ထိနှစ်နှစ်စာချုပ်ချုပ်ဆိုမှာဖြစ်ပြီးတော့လာစီယိုအသင်းကသူတို့ရဲ့လက်ရှိနီးပြနေရာမှာယင်းနီးပြဟောင်းမော်ရီစီယိုဆာရီကိုပြန်လဲခေါ်ယူဖို့ ချိုးပန်းမှုသဘောတူညီမှုရရှိတယ်လို့အီတလီမီဒီယာတွေမှာဖော်ပြလာပါတယ်။ AC Milan အသင်းကလည်းနီးပြဟောင်းဆာဂျီယိုကွန်ဆီဆာကိုယာတို့ကထုတ်လိုက်တယ်။ပေါ်တိုနီးပြဟောင်းကိုဒီယာဒီဆိုးသွားတဲ့အခြေအနေကြောင့်ယာတို့ကထုတ်ပယ်ခဲ့ပြီးတော့ AC Milan အသင်းကဂျူဗန်တက်စ်ရဲ့နီးပြဟောင်းမတ်စ်အလက်ဂရီကိုခန့်လိုက်ပါတယ်။မတ်စ်အလက်ဂရီကို2029ခုနှစ်တိနှစ်နှစ်စာချုပ် plus အပူတနှစ်သဘောတူညီမှုနဲ့ခန့်ခဲ့တယ်။တကယ်လို့များသူသားစကူတတူချန်ပီယံဆူဖလာရရင် လောက်ကလာစားတစ်နှစ်ကိုယူရို9.5တန်းတိဘောနပ်ရရှိမှာဖြစ်တယ်လို့ဆိုပါတယ်။တစ်ဖက်ကလည်း IS ကလည်းအမပေးချန်ပီယံဆုကလာကိုပွဲစဉ်30ခုမှာလွတ်ကျသွားခဲ့ပြီးနောက်နီးပြနဲ့လမ်းခွဲခဲ့ပြီးတော့ IS ကအရင်လီဗာပူးအသင်းရဲ့လက်ထောက်နီးပြဖြစ်တဲ့ဟိုက်တင်ကာကိုသူတို့ကနီးပြဖြစ်ခန့်လိုက်ပါတယ်။အာနီစလော့ရဲ့လက်ထောက်နီးပြဖြစ်တဲ့ဟိုက်တင်ကာကို IS ကအမြဲတမ်းနီးပြဖြစ်ခန့်တယ်။ IS ကအစောပိုင်းလုံးတည်းကအဲရစ်တန်ဟာကိုလူချင်းခဲ့ပြီးမှတန်ဟာက ော်ကုစင်ကိုသွားတဲ့အချိန်မှာအာနီဆိုရဲ့လက်ထောက်နီးပြဟိုက်တင်ကာကို IS ကသူတို့နီးပြဖိတ်ခတ်လိုက်ပါတယ်။ Tottenham Hotspur ကတော့နီးပြအပြောင်းလဲလုံမလုံသူတို့စဉ်းစားနေဆဲဖြစ်တယ်။ Spurs အသင်းနေနဲ့အခုလက်ရှိမှာ Antpozo Gokru က Europa League ပြိုင်ပွဲမှာ Champion ဖြစ်ထားသေးတိုင်အောင် Spurs အနေနဲ့အပြောင်းလဲလုပ်ဖို့ဆန္ဒရှိတယ်။သူတို့ target ထားတဲ့နီးပြတွေအများကြီးရှိတဲ့အထက်မှာ Javi Hernandez လည်းပါတယ်။ဒါပေမဲ့အခုလောလောဆယ်အနေထားကတော့ဒါကဥရောပအပြောင်းရွှေ့ဈေးကွက်တွင်းက များပြားလာတဲ့နီးပြအပြောင်းအလဲတွေနဲ့ရာသီသစ်ရဲ့နီးပြ transfer ပဲဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်